Hello အလုံးမင်္ဂလာပါဘိုးဘောဆိုတော့ United Shoe ကနေကြူပါတယ်ဆိုတော့ Manchester United ကဇန်နဝါရီဇန်နဝါရီမှာကျွန်တော်တို့ Elio Anderson ကိုခေါ်ဖို့အတွက်ဂျူပန်မှုပြင်ဆင်တော့မယ်ဆိုပြီးတော့ဒါ call off site တို့ကနေပြီးတော့ report လုပ်လာတယ်တခုရှိတာကကျွန်တော်တို့ပြည်သက်ကြီးဂျားထဲမှာကွင်းလေလူအပ်ချက်ကို Nottingham Forest နဲ့ပွဲမှာထင်းထင်းလင်းလင်းမြင်ခဲ့ရပြီးတော့ Forest နဲ့ပွဲမှာလည်းကိုရီကွင်းလေကိုကျွန်တော်အပြတ်သက်လုပ်ပြသွားတာဒီ ဒီကျွန်တော်တို့နဲ့တောက်လျှောက်ဆိုသူတို့ rumors တွေတရင်တွေထွက်ထားတဲ့ Elio Anderson ဖြစ်နေတော့ဒီကစားမဖြစ်သူကိုအမှန်ကန်ခေါ်ဖို့တာဆူနေကြတာအတင်းတောင်ရှိသူတွေရဲ့ဘက်ကလည်း Elio Anderson ကိုတကယ်သဘောကျတဲ့နေရာမှာပါတယ်အကြောင်းရင်းနေကျွန်တော်ရှိတယ်။ Elio Anderson ဒီလက်ရှိ Bruno နဲ့ပဲဖြစ်ဖြစ်ပေါ့နော်ထားပါတော့ defensive midfield မှာ တွဲကစားဖို့အတွက်ဆိုလို့ရှိရင်အသင့်တော်ဆုံးကစားမတစ်ယောက်လို့အသင်းရဲ့ဘက်ကမြင်ထားတယ်ဒီနေရာမှာအကြောင်းရင်းနှစ်ခုရှိတယ်နံပါတ်1က defensive အရာ Casemiro ထက်ပို့ပြီးတော့ကောင်းတဲ့ကစားမတစ်ယောက်ဖြစ်တယ် Ugarte ထက်ပို့ပြီးတော့ဗောနော် tackle spine တွေဘာတွေနဲ့ defensive ကျွန်တော် US spine တွေမှာအများကြီးပို့ကောင်းတဲ့ကစားမတစ်ယောက်ဖြစ်တယ်နောက်တစ်ခုကကျွန်တော်ကျွန်တော်နေကွန်းလေ control ဘက်မှာအရင်ကောင်းနေပြီးတော့အသက်ရွယ်နေ Premier League မှာလည်းအံဝင်ခွင့်ကြားဖြစ်နေတယ်ဆိုတော့အခါကျတော့တော်တော်လေးကိုအချိန်ကြီးကောင်းနေဗောနော်ဒါကြောင့် Elio Anderson ဒီ ကွင်းလေက defensive midfield နေရာမှာအမှန်ကန်အစားထိုးနိုင်မယ့်ကစားမတယောက်လို့အသင်းဘက်ကမြင်ထားတာနောက်တစ်ခုက Nottingham Forest ကအခုဒီမှာဆိုလို့ချင်းအဆင့်18တွေပါတယ်ရောက်နေတယ်ဗျာဒီလားအဆင့်18တွေသူတို့ရောက်နေတယ်အဲ့လိုမျိုးကြီးရောက်နေတော့ဟိုဘယ်လိုပြောမလဲဘလို့မအဆင်မပြေဘူးပေါ့နော်ဒါအပြင်လာမယ့်ကမ္ဘာဖလားအတွက်လည်းကစားမတိုင်းကကျွန်တော်တို့နေအာယုန်ဒီဆိုင်ကစားကွင်းရောက်ဖို့ကြိုးပမ်းနေကြတယ်ဆိုတဲ့အခြေအနေမျိုးမှာကစားကွင်းတော့ရနေတယ်ဒါပေမဲ့ Nottingham Forest မှာအသင်းလိုက်ကအဆင်မပြေဘူးဆိုတော့ အန်ဒါဆန်ကိုရောင်းမျိုးရောင်းဖို့မြန်ကျူးပန်းလာမလားဆိုတဲ့ပုံစံနဲ့အသင်းဘက်ကလိုချင်တာနော်ဒီယန်ဖော်ရက်စ်ရဲ့ဘက်ကတော့ဇန်နဝါရီမှာ85တန်းရရင်လက်လွတ်ချင်နေဆိုပြီးတော့လဲကျွန်တော်သိထားရတယ်ဆိုတော့အီလီယိုအန်ဒါဆန်ကို85တန်းနဲ့ဆိုရင်ခေါ်ဖို့ညီကလေးကျူးပန်းတင်တယ်လို့ထင်ကြလာဇန်နဝါရီမှာ ပေါ်နိုင်မယ်လို့ကိုညီကလို့ထင်ကြလားဆိုတော့85တန်းဆိုတာကဒီဘက်ခင်မှာကတော်ယုံတန်ယုံနေပါတဲ့ဈေးတော့မဟုတ်ပါဘူးเนาะတန်းရာချီတန်းကစားမတွေများလာတယ်တန်း90တန်းကစားမတွေများလာတယ်55တန်းကစားမတာမန်ကစားမတယောက်တော့55တန်းလောက်ကုန်ကြနေတဲ့အခြေအနေမျိုးမှာအန်ဒါဆယ်လို22နှစ်ရွယ်ကစားမတကယ်ရည်ချင်းရှိတဲ့ကစားမတယောက်ကိုတန်း80ပေးရမယ်ဆိုရင်စိတ်ပြည့်စရာကောင်းတဲ့ပမာဏမျိုးဟုတ်မနေဘူးပေါ့နော်တိုးတိုးလည်းပဲ လက်ရှိကွင်းလေဒီလက်မလွတ်နိုင်မင်းတော့လွယ်လိမ့်မလို့ကျွန်တော်မထင်ဘူးဒါပါတော့ကျွန်တော်မှာဥကာဒေးရှိမယ်ဒီပုံစံတည်းရဥကာဒေးဒီအတင်းကထွက်မနေတာမှမရှိဘူးကက်ဆီမီရိုရှိမယ်ပြီးခဲ့တဲ့ຫນွေကတော့မှလုံးဝဘူးခံခဲ့တာဗျာเนาะအထူးသဖြင့်ကဘာဗလာကစားခြင်းနေဆိုပြီးတော့လုံးဝအတင်းပြောင်းမှုဘူးခံတာတဲ့ကက်ဆီမီရိုလုံးဝကျွန်တော်ပြောင်းမှုမရှိဘူးကိုဘီမင်းနူးပြောင်းကောင်းပြောင်းနိုင်တယ်ဘရူနိုဖန်နက်ကျွန်တော်ရှိမယ်အဲ့တော့ဒရိုနဲ့အီလီယိုအန်ဒါဆန်ကိုခေါ်ဖို့ကအတင်းတွေတော်တော်ခဲရင်ပါတယ်ဆိုတော့ဒီနေရာမှာအီလီယိုအန်ဒါဆန်မှမဟုတ်ဘူးပေါ့နော်ကာလို့စ်ပါလေပါ အန်ဂျယ်လိုစတဲလာကျွန်တော်နေတဲ့ဒီတူတူရန်ဗျာကြိုက်တဲ့လူဘယ်သူပဲကျွန်တော်တို့ကြည့်ကြည့်ကွင်းလေအားဖြစ်ဘူးကတော်တော်လေးကိုခဲရင်ပါတယ်เนาะအမ်မိုရီကိုတိုင်ကလည်းဇန်နဝါရီမှာဘာတွေဖြစ်လာမလဲသူမသိဘူးဆိုပြီးတော့သူပြောထားတယ်เนาะဒါအပြင် ဟိုပွဲအရန်နေတဲ့ခါကျတော့ကစားမားတွေကို manage လုပ်ရတာတော်တော်လေးခက်ခဲတယ်ဆိုပြီးတော့သူပြောထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ NSN တို့ဘာလို့ကိုကျွန်တော်ခေါ်ယူဖို့ဆိုတာမျိုးကပွဲကစားခွင့်ညအာမခံချက်ပေးနိုင်မှာဖြစ်မယ် NSN တို့ကစားမားရောက်လာမှမတုံလဲနီးပြနှပန်းချာုံရှိတော့တာဗျာဟုတ်တယ်မလားနော်ဆိုတော့ဟိုဒါကြောင့်ပေါ့နော်ကျွန်တော်တော့ Casemiro နဲ့ Ugarte မထွက်မချင်းတော့ Ilio Anderson ကိုခေါ်ဖို့ကဖြစ်နိုင်ခြင်းမရှိဘူးလို့ကျွန်တော်ထင်တယ်နောက်တစ်ခုကကျွန်တော်ကျွန်တော်တိတ်မယုံကြည်တာပေါ့နော်ဇန်နဝါရီမှာကျွန်တော်တကယ်ခေါ်မှာလားပေါ့ကွင်းလေရ အဲ့ဒါအဲ့ဒါအဲ့ဒါမယုံကြည်ဘူးဘာလို့လဲဆိုတော့အသင်းကဇန်နဝါရီမှာအလုတ်လုတ်လေးတိတ်မရှိဘူးဗျာဒီလားနွေရာသီပြောင်းရွှေ့မှာကျွန်တော်တို့အပြောင်းလေးတွေအမှန်ကန်လုတ်ပြီးထားတယ်တန်းယာချီလည်းကျွန်တော်တုံထားတယ်ဆိုတော့ဇန်နဝါရီမှာထပ်ပြီးတော့တန်းယာချီတုံမှုကမလွယ်ပါဘူးသူတပင်ကိုဘက်ကလက်လွတ်ရတဲ့ကစားမှာမရှိရင်ပူတော်စူးပါသေးတယ်ပြီးခဲ့တဲ့နွေရာသီပြောင်းရွှေ့မှာကျွန်တော်တို့ကွင်းလေကိုတကယ်ခေါ်ခြင်းခဲ့တာမခေါ်မိခဲ့ဘူးအကြောင်းရင်းနှစ်ခုရှိတယ်နံပါတ်1အကြောင်းရင်းကကာလို့စ်ပါလီဘာကိုခေါ်ဖို့ကြိုးပမ်းတာဘရိုက်တန်ရဲ့ဘက်ကလုံးဝအဆင်မပြေခဲ့ဘူးမယောင်ဘူး နောက်တစ်ချက်ကကျွန်တော်အနေနဲ့ကိုယ်အတင်းရဲ့ကစားမားတွေလက်မလွတ်နိုင်ဘူးကက်ဆမဲတို့ကလည်းလုံးဝမပြောင်းချင်ဘူးဘူးခံတာဗျတည်လာနော်ဦးကာဒီကလည်းဘယ်သူမှစိတ်မဝင်စားဘူးဖာနယ်ဒက်စ်ကစိတ်ဝင်စားပြီးမဲ့အမ်မိုရင်ကိုအတင်းတောင်းဝင်ရှိသူတွေရဲ့ဘက်ကရောဆက်ရှိစီခြင်းတယ်ဆိုတော့ဆက်ရှိရတယ်အဲ့တော့ပြီးခဲ့တဲ့ညမှာကျူးပန်းခဲ့တဲ့တာတော်မှာကိုယ်အတင်းရဲ့ကစားမားတွေကိုလက်မလွတ်နိုင်တဲ့အခါလူမဝယ်နိုင်ခဲ့ဘူးနော်ကျွန်တော်အဲ့လိုဝယ်နိုင်ခဲ့တယ်ဆိုရင်ကိုဘီမင်းနူတို့ဘာလို့အငှာချပြီးသွားပြီဒါတေးကြတယ်အဲ့တော့ကျွန်တော်စဉ်းစားကြည့်ရရင် နွေရာသီပြောင်းရှိမပြောနေဘူးเนาะဇန်နဝါရီမှာအလုပ်ဖြစ်ဖို့ကဇန်နဝါရီမှာစောစောစီးစီးအလုပ်လုပ်ဖို့ကတော်တော်လေးကိုနည်းပါတယ်။ဘာတွေဆက်ဖြစ်လာမလဲတော့ကျွန်တော်တို့ကြည့်ရမယ်။ Ilio Anderson ကိုသာရရင်တော်တော်ကြီးကိုကျွန်တော်အချိန်ကြီးကောင်းသွားမှာ။ဆိုတော့ Anderson ကတကယ်တကယ်ကောင်းနေကစားမှာပါ။ကျွန်တော် United လို့အတင်မျိုးနဲ့တွေ့တဲ့အခါမှာသူဘာကောင်းလဲဆိုတာပေါ့နော်။ဒါမှမလုတ်ပြသွားတယ်ဗျာ။ဆိုတော့အတင်းတောင်းရှုတီရဲ့ဘက်ကသဘောကျတာဘာညာတော့ဒါအတိတ်တော့အပြစ်ပြောလို့မရအောင်တကယ်လေသူကကောင်းကြတာ။ဆိုတော့85တန်းနဲ့เนาะညီကတို့ဘယ်လိုမြင်ကြလဲ။တကယ်ရောကျွန်တော်တို့ပေါ့နော်။ဒါ ခေါ်တင်တယ်လို့ညီကတို့ထင်ကြလားဟမ်ဆွေးနွေးကြပါအောင်အားလုံးကိုချစ်ကြည်များဒီမှာလဲဆိုတော့နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ် channel လေးကို subscribe နဲ့တူဆိုလို့ချင်းရင်းနေပြီးတော့တောင်းဆိုပါရစေအားလုံးကိုကျေးဇူးပါ